အရင်ကအဲ့ပစည်းတင်နေစရာလို့ဘို့တခါမှစိတ်မကူဘူးဘိုးတော်ကမနော်တပည့်တွေကနေတင်ပေးဖို့ပြောတော့အဲ့ကိုလည်းဟိုအချိန်အားနေတာလည်းအဲ့ဒါတင်ပြောပါတင်ပြောတော့အတင်ပေးရင်းနဲ့မှအဲ့သူတို့တနေ့တည်းတည်းအတိတွေဝင်လာတယ်ကြိတက်လာတယ်မြင်တက်လာတယ်ခံစားတက်လာတယ်အဲ့ဒါကိုကြည့်ပြီးတော့အဲ့လိုစိတ်ဝင်လာလားအဲ့ဒီမှာကျွန်တော်ပစည်းတင်တဲ့ဟာကိုဆက်ဆက်ပြီးတော့တင်ပြနေတာပေါ့နော်ခုတည်း ဟိုကိုမလုံးချင်မနေတခြားလုံးလုံးနေရတာနဲ့ဆိုရင်ကိုလုံးချင်တဲ့လုံးလုံးပြီးတော့အငွေရရဲဆိုတာတော့အများကြီးစိတ်ချမ်းသာဖို့ကောင်းပါလူရက်ဟိုတင်းတန်းတစ်ခုတည်းတကြောင်နဲ့တူတူအသက်50ကျော်ငါးနှစ်ရောတူတူတက်တက်ခါတို့တကယ်ချင်းနေဖြစ်ကုန်လားဗျာစိမ့်ဖက်စစ်ဖြစ်ကုန်လားအဲဟောမင်းရလဲကွာတယ်ပါ ဟိုအသက်ကြီးပြင်မယ်လေပို့မတော်ဘူးလေခလျက်ပို့တော်ရင်တော်နာအဲ့ဒါမျိုးဆိုတော့တကယ်ချင်းနေဖြစ်ပြီးတော့ဘယ်ဟာလို့ဆိုဘယ်လိုလုပ်ဘယ်ဟာဆိုဘယ်လိုလုပ်ပေါ့နော်အဲ့လို share ရင်းနေလို့ကြာ share share ကြအောင်တချို့ကဟိုဒီလိုပုံတွေ့ရင်အားချက်စရာကြီးလိုပါအဲ့လိုဖြစ်တယ်ဒါမှမဟုတ်ပညာရတစ်ခုလိုက်စားတဲ့အခါမှာဒီလိုအတွင်းသဘောတွေကိုလည်းနားလည်အောင်မယ်ဆိုတော့တော့သိစေချင်တာပေါ့နော်အဲ့ကြောင့်ရေးပြတာ ဂီတာမျိုးဆိုပြီးတော့ကျွန်တော်တို့ဒီကလေးတွေတော့ဗောနော်ဒီဂီတာတို့ပချီတို့နော်ဟိုတယောတို့ဆိုစနေရတို့တို့ရင်းနှီးအောင်ဗောနော်အဲ့ဒါလေးတွေလှုပ်ချင်တဲ့စိတ်နဲ့ဂီတာမျိုးလှုပ်ပြကြတာဗောနော်ဟုတ်ကလေးတွေဟာ30တကာလူဆရာအားလုံးပေါင်း90ကျော်လောက်ရှိမှာဟုတ်ဟိုကျွန်တော်ကအရင်ကအဲ့ပချီတင်တဲ့ဆရာလှုပ်ဖို့တခါမှစိတ်မကူဘူးပေါ်တော့ဗောနော်ဘာလို့ဘာလို့ဆိုတော့အလုတ်က တစ်ချိန်လုံးအလုပ်ကလုပ်နေရတာလေဆိုတော့အဲနောက်နောက်ကြတော့မှအဲတပည့်တွေကနေသင်ပေးဖို့ပြောတော့အဲကိုလည်းဟိုအချိန်အားနေတာလေအဲ့ဒါသင်ပြောပါသင်ပြောတော့အသင်ပေးရင်းနဲ့မှအဲသူတို့တနေ့တည်းတည်းအသည့်တွေဝင်လာတယ်ကြိတက်လာတယ်မြင်တက်လာတယ်ခံစားတက်လာတယ်အဲ့ဒါကိုကြည့်ပြီးတော့အဲ့လိုစိတ်ဝင်စားလာအဲ့ဒီမှာကျွန်တော်ပကြီးတင်တဲ့ဟာကိုဆက်ဆက်ပြီးတော့တင်ပြနေတာပေါ့နော်အခုတည်းကိုမျက်စိရှိမှတိုးတက်လာတာတွေ့ရတာပေါ့ အဲ့လိုဝမ်းသာတော့အဲ့တချို့တပည့်တွေဆိုကိုယ်ထက်တော့တော်ရဲကောင်းနေပေါ်နေပြီခုကျောင်းတင်နေမှာလေအဲ့လိုအော်ဒါဟာကစ်ကစ်တွေပြောင်းလာတဲ့သဘောပေါ့နော်ကျွန်တော်တို့တော့အဲ့ဆိုပကြီးရေးခြင်းကိုပြီးရေးရတာဒီကမိမတွေကပကြီးရေးမကြိုက်ဘူးလေចောင်းစာအုပ်တွေနောက်အဲ့လိုကလည်းဒီလိုကိုရီနေတဲ့နေရာတွေကြတော့စာရွက်တွေပါတယ်ညာတွေအဲ့လိုမျိုးဟိုတီးတန့်ဝယ်ဖို့နေရာမရှိဘူးမရှိတော့ဗလာစာအုပ်ဒေါက်လေးတွေပါရေးအဲ့ဒါတွေတွေ့ရင်ဆရာမတွေကရိုက်တယ် မိဘတွေအရိုက်အဲအခုခေတ်ကျတော့မိဘတွေကိုတန်းကားလေးပိုင်းနဲ့လုံလုံလားလားနဲ့လိုက်ပို့တဲ့ခေတ်ကိုရောက်လာကလေးလေးကန်ကောင်းတယ်လို့ပြောမှောက်ဟိုစကားရောမှာရှိဒါပေမဲ့အလုံလိုက်စင်လို့လိုက်တာတော့မဟုတ်နော်စကရင်တိုင်းနေအောင်လို့ပါလို့နဲ့လာထားတာလည်းရှိရဲ့သူကဒီဒီပညာတွေပေါ့နော်ပကြီတို့ဂီတတို့ဆိုတာအဲ့လိုဇန်ဝင်စားပြီးတော့ဇန်ဝင်စားပြီးလှုပ်ရတယ်အလုပ်တွေဆိုတာလေအဲ့ပကြီတို့စိတ်နစ်ဝိုင်းသူကကြံတာတော်တော်အချိန်ကြာကြာအောင်မေ့ကွာ ဆိုတော့အဲ့ဒီတော်တော်အကျိုးရှိတယ်သူတို့လည်းအဲ့ဒီလိုဂိမ်းတွေပါလေအများကြီးစော့နေတာလည်းဆိုရင်ပြဒါလည်းစံဝင်တယ်ပစ္စည်းတွေပါဆိုရင်လည်းညီမျိုးအဲ့ဒါသူစိတ်ဝင်စားတာလေလိုက်ကြီးနေတာဒီကျွန်တော်တို့လည်းအဲ့လိုပဲကာလီကျရင်ကိုပါရေလို့ရေနေမှန်တော့မသိရှောက်ရေအဲ့ဒါညီနေတာကိုရီကိုတိုင်းလည်းဒီအမှုပညာနဲ့အသက်မွေးတော့အာကျွန်တော်ရဲ့ယူဆကတော့ကိုဝါသနာပါတာနဲ့အသက်မွေးတာ လူမပင်မအောင်အဲစိတ်ချမ်းသာပဲအဲ့လိုမျိုးတော့ရှိတယ်။ဥပမာဟိုကိုမလုံးချင်မနဲ့တခြားလုံးလုံးနေရတာနဲ့ဆိုရင်ကိုလုံးချင်တဲ့လုံးလုံးပြီးတော့ငွေရရတယ်ဆိုတာတော့အများကြီးစိတ်ချမ်းသာဖို့ကောင်းပါလား။အာကျွန်တော်တင်တာ၃နှစ်ရှိပြီပေါ့နော်ပကြီးတင်ပြဲ့သွားတာအဲ၃နှစ်မှာကျွန်တော်ရေအငယ်ဆုံးတစ်ပည့်တည်း၅နှစ်လောက်ရှိရအကြီးဆုံးတစ်ပည့်က 55နှစ်လောက်ဒါအဲ့လိုမျိုးရှိတယ်တဲ့တဲ့ရောက်နှစ်ရောက်အရွယ်ဆုံးပဲเนาะဟုတ်တယ်ပြင်မိရတာကြောဘယ်လိုအဲသူတို့အဲ့ဟိုသူကဟိုရင်းဖြစ်သွားဗျာလူတွေကဟိုတင်တန်းတစ်ခုတည်းတကြောင်းနဲ့တူတူအသက်50ကျော်9နှစ်ရောတူတူတက်တက်ကသူတို့တကယ်ချင်းနေဖြစ်ကုန်တယ်ဗျာသိမ့်သက်စဖြစ်ကုန်တယ်ဟောမင်းရလဲကွာတယ်ဗျာအဲအော်ဗျာအော်တဲ့ရွယ်တွေကျော်လွားသွားတာဟောနော်ဒီပညာနဲ့အဲ့လိုရင်းနှီးတဲ့အခါမှာ ဟိုအသက်ကြီးပြင်မယ်လေပို့မတော်ဘူးလေခလျက်ပို့တော်ရင်တော်နာအဲ့ဒါမျိုးဆိုတော့သူကတကယ်ချင်းနေဖြစ်ပြီးဟာဘယ်ဟာလို့ဆိုဘယ်လိုလုပ်ဘယ်ရဆိုဘယ်လိုလုပ်ပေါ့နော်အဲ့လို share ရင်းနေလောက်ကြာ share share ကြအောင်အဲကျွန်တော်ကငငယ်တော့တော့လူပုံဆွဲတာကိုအရန်ဝါသနာလူပုံဆွဲချင်တာပေါ့နော်အဲကျွန်တော်ပစီချောင်းပြက်ပြီးတော့ပစီလန်းဟိုတေချာပေါက်ယူလိုက်တဲ့အချိန်မှာအာလူပဲဆွဲချင်လို့မရဘူးဆိုတော့အဲ့စစ်တွေးမိတယ်ဘာမစလို့လောက်ကြမယ်ပေါ့နော်ပကြီးနဲ့ပတ်သက် ဘာမှမစူရေးတက်အောင်ဆိုအဲ့ဒီတွေကကျွန်တော်အဲ့အတီးတွေရောအပင်တွေရောရှုပ်ကင်းတွေရောအလူတွေရောဘာမှမစူဘောနော်နောက်အစ်စင်တွေရောအမျိုးစုံကျွန်တော်အဲ့လိုလေးလာကာတွန်းရေးတာတွေပါအဲ့လိုဗဂျီနဲ့ပတ်သက်ကျွန်တော်အကုန်လုံးတက်အောင်လေးလာအဲသူတို့တွေကိုလည်းသူတို့တန်ရာတန်ရာပေါ့တချို့ကကာတွန်းလေးရုပ်လေးတွေလိုရေးခြင်းအဲ့ဘက်ကိုကျွန်တော်လမ်းကြောင်းပေးတယ်သူအဲ့လိုခစ်ခစ်ပေါ်နီလေးကိုရေးခြင်းအဲ့ဘက်ကိုလမ်းကြောင်းပေးတယ်အဲ့လိုမျိုးတော့သင်ပြပါတယ် အဲ့ဒါကျွန်တော်ရေးထားတာပါဒါဟာဟိုဒီမဲ့လေပညာရက်ပဲလေ anatomy ပဲဒီခန္ဓာကိုဟိုဟိုဒီမဲ့လေ anatomy ပဲဒါကိုလည်းကျွန်တော်ဟိုဘာယူရဲ့စက်နဲ့လဲဆိုကလေးတွေလည်းဒါမျိုးတွေလည်းလိလာရတယ်လောက်ရတယ်ဆိုတာနာနာလေးအောင်ပေါ့နော်အော်တချို့ကဒီလိုပုံတွေ့ရင်အားချက်စရာကြီးလိုပါအဲ့လိုဖြစ်တယ်ဒါပေမဲ့ဟုတ်ပညာရတစ်ခုလိုက်စားတဲ့အခါမှာဒီလိုအတွင်းသဘောတွေကိုလည်းနားလည်အောင်မယ်ဆိုတော့တော့သိစေချင်တာပေါ့နော်အဲ့ကြောင့်ရေးပြတာ ဟိုညူးဆိုမဲ့ဟိုလိုဆက်စီတွေပဲအဲ့လိုကြီးမဟုတ်ဘူးကွာဒါခဏပေးတာပဲဟုတ်အဲဒီပုံရေးပြတာဒီပုံတွေးကြအဲ့တဲ့အချိန်မှာရေးချင်စိတ်ပေါ်လာအဲ့ဒါနဲ့ရေးပြတယ်ရေးပြတော့ကလေးတွေကိုလည်းဒါဒီပညာကိုလေးလာလို့ရှိရင်ဒါတွေကရေးရေးရတယ်လေဆိုတော့ကလေးတွေဒီညောင်းလေးဆိုသိသိကျင်တယ်အဲ့ကြောင့်ကျွန်တော်တပွဲဥတပုံတော့ပြရတယ်ကျွန်တော်ကလောလောဆယ်ကိုယ့်အကိုဒီလိုဟိုစတိုးမလုပ်ဖြစ်ဘူးလေမလုပ်ဖြစ်တော့ဒီကလေးတွေเนี่ยပဲ တစ်နှစ်တစ်စိန်ဒီလိုပွဲလေးပြီးပြပြပြတော့အဲတစ်နှစ်တစ်ပုံလောက်တော့အဲ့လိုပေါ့ပြပြပြတယ်ဟိုရင်မဟောဒါဟိုအဲဒါဟိုတွေ့ပြီးတော့ဒါကြီးကရှက်စရာကြီးတော့မဟုတ်ပကြီးပညာလေးလာလို့ရှိရင်ဒီဟာတွေလည်းလေးလာရတဲ့ဆိုတာရင်မဟလောက်အောင်ပေါ့နော်အဲ့လိုပေါ့ကလေးလေးပြောပြောဆိုဆိုနေတဲ့အဲ့လိုဒီလိုចောင်းစင်းပွဲဟိုအဲ့လိုပေါ့တက်တက်ကြွကြွပြောဆိုနေတဲ့လုံနေတာတွေ့ရရတော့တော်တော်သူတို့အစာဝမ်းတာတယ် အဲအဲ့လိုပေါ့ကိုရင်ငယ်ငယ်ကလည်းဒီလိုကြောင်းနေမှာစင်းတဲ့ရက်တွေပါဆိုအရန်ပျော်ရွှင်နေကြတယ်လေအဲသူတို့သူတို့ဒီအရသာတွေမြည်ဆန်းခွင့်ရတာပေါ့နော်အာပကြီးတင်ကျင်တော့အဲ့ဒီဂီတမျိုးကိုဆက်သွက်ပြီးတော့တင်လို့ရပါတယ်အချိန်တွေပါညှိပြီးတော့လေဟုတ်ဟုတ်ဟိုကျွန်တော်ကတော့ဟိုဟိုတချို့လူတွေဆိုကိုကိုကိုငါငါတင်မတက်နိုင်လို့ထင်တယ်အမှန်တော့ဟိုမတက်နိုင်တဲ့လူမရှိဘူး ဘာလို့လဲဆိုတော့အဲ့ဒီ theory ချက်ကြရပါတော့ဒါပြင်ဒါလို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 ့အဲ့ဟောက်လောက်ပိုင်းအမှုပညာဝါဒနာပါမှာမဟုတ်လောက်တက်တယ်အဲ့ကြောင့်ကျွန်တော်ကလေးတွေကိုအဲ့လိုစိန်ခေါ်မှုတစ်ခုလိုပဲတင်တာငါနှစ်ဆိုလဲတင်တယ်အဲ့လိုပကြီးတင်တော့ကလေးတိတိလေးတွေရောက်လာရောက်လာကလေးလေးတွေဆိုတော့တတို့လောက်ကျင်တာပဲလောက်တာပါနော်အဲ့နဲ့ကျွန်တော်ကျွန်တော်သားလဲကျွန်တော်စီမှာတင်တန်းတက်တက်နေတဲ့အချိန်ပေါ့နော်သူက9တန်းလောက်10တန်းလောက်ရှိတယ်ရဲ့မှာကျွန်တော် ဘယ်လိုလုပ်ရမလဲဗောနော်ဒီကလေးတက်သေးလေးတွေကလေးပကြီးတင်ရမလားဗောကလေးပကြီးဆိုတာပန်းမွှဲလေးတွေငှက်လေးတွေပါအကောင်းကင်လေးတွေနေလေးတွေအဲ့မှာကျွန်တော်သာပါပြောစားကလေးတွေကိုအထင်မသေးနဲ့လေကလေးတွေမပါလဲအုံတော့လေလူအုံတော့ပါအဲ့နဲ့ကျွန်တော်အဲ့လူကြီးတွေတင်တယ်လို့ကျွန်တော်အဲ့လိုဖြည်းဖြည်းချင်းတင်ရအောင်နော်အဲ့လို